ရဲရင်တော်သူသည်ဘဝတွင်အောင်မြင်မှုကိုရတတ်သည်ဆိုသော ရှေးဆိုရိုးစကားရှိသည်ရှင်ပြိုင်တိုက်ခိုက်เสียရများနှင့်တွေ့ကြုံလာလျှင်အစွမ်းကုန်ခုခံနေုံနှင့် မပီးသေးမိမိကလက်ဦးမှုရအောင်ရှေးသို့တွင်တွင် တိုးတက်တိုက်ခိုက်ပါစိတ်အားတင်းထားပြီးတတိငွေကတိုက်ခိုက်ပါမိမိတာဝန်သည်ရှေးတိုးတိုက်ခိုက်ရန်သာဖြစ်သည် နိုင်ရမည်ဟုတွေးကတိုက်ခိုက်လျှင်မိမိတာနိုင်ပေလိမ့်မည်ဟုရှေးသူရဲကောင်းကြီးများကဆိုခဲ့သည် မိခင်မှာကြားလိုက်သောစကားကို အမဲနှလုံးသွင်းကမိမိထက်ခွန်အားပလအရက်အမောင်းတာလွန်သူကိုတိုက်ခိုက်ပြီးအောင်ပွဲရခဲ့သော လူငယ်တဦး၏အကြောင်းကားတခါတုန်းကမင်းနေပြီးတော့နှင့်မလန်းမကန်းတွင်တာယာအေးဆိုသောရွာကလေးတစ်ရွာရှိလေသည် ထိုရွာတွင်နှွားကြောင်းပြီး အတမွေဝမ်းကြောင်းပြုနေရသောဒေါ်မဲအိမ်ဆိုသည့်မိမတအူးရှိလေသည်သူသည်နနက်တိုင်းရွာထဲရှိလေသမားများ၏အိမ်မနွားများကိုစကြက်ကွင်းထဲသို့မောင်းသွားကာနွားကြောင်းပေးရသည်ညနေနေဝင်ခါနီးတွင် စကြက်ထဲမှနွားများကိုရွာထဲသို့ပြန်မောင်းလာရသည်တနေ့တွင်ဒေါ်မဲအိမ်သည်လှဲလန်းကြောင်းထဲတွင်စွန့်ပစ်ထားသောကလေးငယ်တအူးကိုတွေ့၍အိမ်သို့ခေါ်လာကာမွေးစားထားလေသည် ဒေါ်မေအိမ်ကလည်းကိုရောင်နွားเจ้าနဲ့အလုပ်လုပ်ပြီးထမင်းစားဖို့ရှာနေရတာဘဲကရောက်လာမှန်းမသိတဲ့ကလေးကိုငွေစားဦးမလို့လားဟုရွာသူရွာသားများကဝိုင်းပြောကြလေသည်ကလေးကတနာစရာလေးပါ မြင်မြင်ချင်းလဲသားသမီးလိုချစ်သွားမိတယ်ငါစားမဲ့အစားအစာထဲကနေပဲဒီကလေးကိုကျွေးမယ်ဒေါ်မေအိမ်က သူ့သားလေးကို မောင်လန်းဟု အမည်ပေးထားသည်ဒေါ်မေအိမ်က သူ့သားမောင်လန်းကိုရွာမဆရာကောင်းထံအနန္ဒာပညာသင်စီသည် ဆရာကလည်းမောင်လန်းကိုယောက်ျားကောင်းတို့တက်အပ်သောဓာရီလှန်ရီမြင်းစည်းစင်စည်းစစ်စင်ခလောက်စသည့်အထာရတပညာများကိုစုံလင်စွာတက်မြောက်အောင်သင်ကြားပေသည် မောင်လန်းကအားလက်သောအချိန်များတွင် မိခင်အားအိမ်တွင်နေစေကမိခင်ကိုစားနွားချောင်းပေးလေသည်မောင်လန်းကနွားများနှင့်ပြေးလွှားသောကစားရင်းအရွယ်နှင့်မမျှအောင်တံမာထွားချိုင်းလာသည်မောင်လန်းရွယ်ရောက်လာသောအခါရွာတွင်လေသူရင်းငှားလို့သည် မိခင်အားနွားချောင်းသည့်အလုပ်ကိုမလုပ်ခိုင်းတော့ပေ တနေ့တွင်မောင်လန်းတို့၏မင်းနေပြည်တော်သို့အဝိအထယ်နှင့်ကုံမျိုးစုံရောင်းချသောတင်မောခုနှစ်စင်းရောက်ရှိလာသည်တင်မောသားများကဘယင်အားလက်ဆောင်ပန်းနာများဆက်တကြသည်ဘယင်ကတင်မောသားများကိုဒီတိုင်းပြည်သို့လာရသည့်အကြောင်းကို မေးရာတင်မောသားများကအတိုင်းတိုင်းပြည်ပြည်သို့လှည့်လည်သွားလာကအစွန်းတက်တီပြန်ရန်လာရောက်ခြင်းဖြစ်ကြောင်းလျှောက်တင်လေသည်အရှင်မင်းကြီးရဲ့အတိုင်းပြည်ကလူဆုံးကောင်းတွေနဲ့ကျွန်တော်မျိုးတို့ လူဆွမ်းကောင်းတို့ရှင်ပြိုင်ကျင်ပါတယ်။ဖះအရှင်မင်းကြီးရဲ့လူဆွမ်းကောင်းတွေကနိုင်ရင်ကျွန်တော်မျိုးတို့ရဲ့တင်မောများကိုသိမ်းယူတော်မူပါ။ကျွန်တော်မျိုးတို့ရဲ့လူဆွမ်းကောင်းကနိုင်ရင်ကျွန်တော်မျိုးတို့တောင်းဆိုတာကို အရှင်မင်းကြီးကပေးရပါမယ်။တင်မောသားတို့ဤရှောက်တင်ချက်ကို ကြားရသောအခါဘယင်ကြီးသည်သူ့တိုင်းပြည်တွင် လူဆွမ်းကောင်းမရှိဟုအထင်မခံခြင်းသောကြောင့်အင်းကောင်းပြီမောင်မင်းတို့ရဲ့လူဆွမ်းကောင်းကို ငါကိုယ်တော်ရှုစားတော်မူလိုတဲ့ဟုမိတော်မူလေယာသင်္ဘောသားတို့ကလူဆွမ်းကောင်းကိုပြတ်တရားလူဆွမ်းကောင်းမှာတာမန်လူထက်အစမတန်ထွားကြိုင်းသော လူတန်ကြီးဖြစ်နေ၍ရှင်ပြိုင်မိရက်ကိုငါရဲ့အချင်းယူကလူဆွမ်းကောင်းတို့ရှင်ပြိုင်မိရက်ကိုတတ်မှတ်ပေးလိုက်သည် ဘရင်ကပရောဟိတ်နှင့်တိုင်ပင်ကတိုင်းပြည်အတွင်း၌လူဆွမ်းသောရှာဖွေရန်မင်းချင်းတို့အားဒေသအသီးသီးသို့ဆေလွတ်ကာစုံစမ်းခိုင်းလေသည်မင်းချင်းတို့သည် မောင်လန်းနေသောရွာသို့ရောက်လာသောအခါနွားစားချက်ကွင်းထဲတွင်နွားများနှင့်ကစားနေသော မောင်လန်းကို တွေ့လျင်မင်းချင်းတို့ကဒီမှာတငယ်ငါတို့တိုင်းပြည်ကို အခြားတိုင်းပြည်ကလူတွေရောက်လာပြီးလူဆွမ်းကောင်းချင်းရှင်ပြိုင်ဖို့စိန်ခေါ်နေပြီးသူငယ်ကိုအဲ့ဒီလူဆွမ်းကောင်းကြီးနဲ့ရှင်ပြိုင်စေခြင်းနဲ့ငါတို့ရှုံးရင် ငါတို့ဘရင်နဲ့တိုင်းပြည်တိတ်ခါကြမှာမို့အစွမ်းကုန်ရှင်ပြိုင်ပေးစေခြင်းနဲ့စိတ်ချကြုတ်ရှင်ပြိုင်မယ် မောင်လန်းကသူ့အမေတော်မေအိမ်ကိုအချိုးချောင်းပြောပြပြီးမင်းနေပြီတော့သူ့လိုက်သွားရင် သူ့အမေကိုကတော့လေသည်ထိုအခါငါသားကသားရေးလှန်ရေးစင်စည်းမြင်းစည်းပညာတွေကိုကျွမ်းကျင်ပြီးသားပဲတစ်ဖက်ပြိုင်ဖက်ရဲ့ဟာကွက်ကိုတတိထားပြီးတိုက်ခိုက်ပါငါသားသာနိုင်မှာပါငါနိုင်ရမယ်ဆိုတဲ့တွေးတွေးပြီးတတိနဲ့တိုက်ခိုက်ပါမိမိကနောက်မဆုတ်ပဲတိုးတက်တိုက်ခိုက်ဖို့ပဲစဉ်းစားပြီးတိုက်ခိုက်ပါမူချအောင်နိုင်ပါလိမ့်မယ်။သားနိုင်အောင်တိုက်ခိုက်ပြီးပြန်လာခဲ့ပါမယ်။မောင်လန်းတို့ဤ လူဆွမ်းကောင်းရွေးပွဲကိုဘရင်ဤဥယင်တော်ထဲ၌ကျင်းပသည် လူတန်ကြီးကမောင်လန်းကိုကြည့်ပြီးခနဲ့ပြုံးပြုံးသည် မောင်လန်းကလူတန်ကြီးကိုကြောက်ဟန်မပြဘဲရှေ့တိုးတိုက်ခိုက်သည်နောက်ဆုံးတွင် မောင်လန်းကလူတန်ကြီးဤဟာကွက်ကိုတတိထားမိကတက်ဖြတ်အနိုင်ယူလိုက်သည်တင်မောသားတို့သည် သူတို့ကလေးအတိုင်းတင်မောများကိုထားခဲ့ကသူတို့ဤတိုင်းပြည်သို့ပြန်သွားရလေသည်ဘရင်ကြီးလည်းမောင်လန်းအားသမီးတော်နှင့်ထင်းများလက်ထပ်ပေးလေသည်မောင်လန်းသည်မိခင်